အခုဆက်ပြီးနိုင်ငံတကာနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံသမ္မတရှီကျင်းဖင်ရဲ့ဖိတ်ကြားချက်အရပြည်တွင်းနိုင်ငံသမ္မတမက်ခရွန်ကဒီဇင်ဘာ3ရက်ကနေ9ရက်အထိတရုတ်နိုင်ငံကိုနိုင်ငံတော်ခရီးစဉ်လာရောက်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံချာရင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြည်တွင်းသမ္မတခရီးစဉ်ကာလအတွင်းတရုတ်သမ္မတ ရှီကျင်းဖင်ဟာသမ္မတမက်ခရွန်နဲ့အတူတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ်လီချန်နဲ့တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌကျောင်းလဲကြည်တို့ကလည်းပြင်သစ်သမ္မတမက်ခရွန်နဲ့တီးခြားစီတွေ့ဆုံမယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဆွေးနွေးမှုတွေမှာမဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုအဖြစ်ဖို့လက်တွေ့ကျတဲ့ဘူပေါင်းဆောင်ရွက်မှုတွေနဲ့ဆိုင်စီကနိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှုနီးကပ်စွာလှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။အထူးသဖြင့်တရုတ်ပြင်သစ်ဘက်ဆုံမဟာဗျူဟာမိဖက်ဆက်ဆံရေးမှာတိုးတက်မှုအသစ်တွေရရှိအောင်မြင့်တင်ဆောင်ရွက်ဖို့တရုတ်ဥရောပသမဂ္ဂဆက်ဆံရေးကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့နိုင်ငံစုံဘူပေါင်းဆောင်ရွက်ရေးဟွာရနဲ့ကမ္ဘာငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့စီပင်ဝပြောရေးကိုထိမ့်သိမ်းရမှာပိုပြီးကြီးမားတဲ့အကျိုးကိုဆောင်ကျင်းဖို့ပါဝင်မယ်လို့တရုတ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အနောက်နိုင်ငံသတင်းစာရီကတော့တရုတ်ပြင်သစ်ဆွေးနွေးပွဲမှာတင်းမာနေတဲ့တရုတ်ဂျပန်ဆက်ဆံရေးနဲ့ထိုင်ဝမ်အရေးကိစ္စတွေမှာတရုတ်ကဥရောပကိုသူတို့ဘက်ကရက်တီဖို့ဆွေးနွေးသွားဖို့အလားအလာရှိတယ်လို့យေတာကြပါတယ် ရုရှားသမ္မတပူတင်ကဥရောပနိုင်ငံတွေဆင်လာရှိရဆိုရင်ရုရှားကစစ်ဖြစ်ဖို့အသင့်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်သမရပူတင်ရဲ့အဓိကစိန်ခေါ်ချက်နဲ့ချိန်ချောက်ပြောဆိုမှုအစ်စ်တွေဟာယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ဆက်ဆက်နေပါတယ်။ပူတင်ကရုရှားဟာဥရောပနဲ့စစ်ဖြစ်ဖို့အစီအစဉ်မရှိပါဘူးလို့ထပ်ခါတလဲလဲပြောဆိုခဲ့ပေမဲ့ဥရောပနိုင်ငံတွေကဆန္ဒရှိလာပြီးစတင်မယ်ဆိုရင်တော့အသင့်ရှိတယ်လို့ပြပြတ်တသားစိန်ခေါ်လိုက်ပါတယ်။ စစ်ဖြစ်မယ်ဆိုရင်ဥရောပမှာငြိမ်းချမ်းရေးဆွေးနွေးဖို့တော့ဘယ်သူမှကြံမှာမဟုတ်ဘူးလို့လည်းချိန်ချလိုက်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဥရောပနိုင်ငံတွေကနောက်ဆက်နေတယ်လို့လည်းပူတင်ကစွပ်စွဲခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေဟာရုရှားအတွက်လောဝလက်ခံလို့မရနိုင်တဲ့အချက်လက်တွေကိုငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာထည့်သွင်းဖို့ကြိုးပမ်းနေကြပြီးတော့စစ်ပွဲမပြီးအောင်လုပ်နေကြတယ်လို့သူကဆွဆွဲပါရဲ့ ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျာဝင်ဆောင်ရွက်နေပြီးအမေရိကန်တွေရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာရုရှားဘက်ကဖယ်လိုက်တယ်လို့ဥရောပကစွပ်စွဲခဲ့ပါတယ်။အဲဒီနောက်မှာဥရောပကအဆိုပြုချက်တရက်ကိုအပြိုင်တင်သွင်းခဲ့ပါတယ်။အဲလိုလှုပ်ဆောင်မှုအပေါ်သမ္မတပူတင်ကစိတ်ဆိုးပြီးဥရောပကိုစိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ိုင်းနိုင်ငံတော်ဝင်ပြင်တဲ့ကအရေးရောက်ခွင့်ပြုတဲ့အချိန်နဲ့ပတ်သက်ပြီးထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာအရင်ကကတ်သက်ထားတဲ့နေ့လယ်၂နာရီကနေ၅နာရီအထိကိုအရေးရောက်ခွင့်ပြန်ပြုမယ်လို့တော်ဝင်ပြင်တဲ့မှာဖော်ပြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာမနက်7:00နာရီကနေည7:00နာရီအထိအရက်ရောက်ခွင့်ရှိသွားတာပါ။မကြသေးခင်ကထုတ်ပြန်တဲ့အရက်တောက်ချိန်ကက်သက်ချက်ကိုတော့ဒီပြည်တန်းမှာထက်သွင်းထားတာမတွေ့ရပါဘူး။ အရက်တောက်ချိန်ကိုအရက်ရောင်းချိန်နဲ့ညှိထားတော့အရက်တောက်ချိန်ကလည်းမနက်7:00နာရီကနေည7:00နာရီလို့ပြောရမှာဖြစ်ပါတယ်။ဒီအချိန်ကန့်သက်ချက်အစ်စ်ကိုရက်ပေါင်း180စံသက်ကာလအနည်းနဲ့ထားရှိသွားမှာဖြစ်ပါတယ်။မူလသတ်မှတ်ထားတဲ့အချိန်အရထိုင်းနိုင်ငံမှာနေ့လယ်2:00နာရီကနေညနေ9:00နာရီပြီးတော့ည7:00နာရီကနေမနက်7:00နာရီအထိကိုအရက်မရောင်းရလို့သတ်မှတ်ထားပါတယ်။ မကြသေးခင်ကတော့အဲ့ဒီအခြေတွေမှာအရင်မတော့ရဆိုတဲ့ကက်သက်ချက်ပါလှုပ်လိုက်တဲ့အခါဝေဖန်မှုတွေမြင့်တက်ခဲ့တာပါနောက်ဆုံးမှာတော့အခုပြောတဲ့တော်ဝင်ပြန်လဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်